ီလိုအချက်တွေကြောင့်အမေရိကန်မှာငမန်းတောင်ဟင်းချိုကိုလုံးဝရောင်းခွင့်မပေးထားဘူး။ငမန်းတောင်ဟင်းချိုကတော့ဟိုးရင်ကမင်းမျိုးမင်းတွေပဲစားနိုင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့တထေးတွေအထူးသဖြင့်တရုတ်တထေးတွေကြားမှာတော်တော်လေးနာမည်ကြီးပြီးတော့လူကြိုက်များခဲ့တဲ့စိန်ခံဟင်းပွဲပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းအဲ့ဒီအစားတစ်လုံးအတွက်ဒီနေ့ကိုငမန်းအကောင်ကြီးတန်း80လောက်အသက်ဆုံးရှုံးနေရတာကိုတော့အဲ့ဒီသတိတွေကဂရုတောင်မဆိုင်ခဲ့ကြပါဘူးဒီလိုမျိုးလုံးရဲ့ကြောင့်ငမန်းတွေမျိုးသုံးလို့နေပါဖြစ်လာတဲ့အချိန်မှာတော့ကမ္ဘာနိုင်ငံကြီးတွေကအစိုးရတွေလည်းဒီကိစ္စကိုဝင်ပြီးတော့ဂိုင်းတွေကြားရပါတော့တယ်ဒီနေ့မှာတော့ American အစိုးရကိုယ်တိုင်နိုင်ငံတွင်းမှာရောင်းချခွင့်မပေးဘဲပိတ်ပင်ထားတဲ့အစားအစာရိအကြောင်းတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။ ဘယ်အစားအသောက်တွေကိုဘာကြောင့်ရောင်းချခွင့်ပိတ်ထားလဲဆိုတာကိုတော့အတူတူကြည့်လိုက်ရအောင်ပါရှင်။ငမန်းတောင်ငမန်းတောင်ရင်းကျိုးကတော့ကျုံနိုင်ငံမှာလူချိုက်များပြီးတော့ဈေးကြီးလဲပေးရတဲ့စိန်ခံရင်းပွဲတစ်ပွဲပဲဖြစ်ပါတယ်။တကယ်တော့တရုတ်မှာတင်မကပဲတကယ်ပါလုံးကလူချမ်းသာအတိုင်းဝိုင်းမှာပါ တော်တော်လေးခက်စားမှုတဲ့ရင်းပွဲဖြစ်ပြီးတော့နောက်ပိုင်းကျမှပဲငမန်းတွေမျိုးသုံးလူနီးပါအထိအဖမ်းခံရတာကြောင့်ကမ္ဘာအစိုးရတွေကဝိုင်းပြီးတော့ပိတ်ပင်လိုက်ကြရလို့သိရပါတယ်။ မရိကန်မှာတော့2000ခုနှစ်တည်းကငမန်းဖန်းစည်းခြင်းကိုပိတ်ပင်တားဆီးခဲ့တာဖြစ်တယ်လို့ငမန်းတောင်တင်သွင်းခြင်းနဲ့ရောင်ချခြင်းတွေကိုလည်းပိတ်ပင်ခဲ့ရလို့သိရပါတယ်။ဒါတောင်မှကယ်လီဖိုးနီးယားဟာဝိုင်းနဲ့နယူရိုတိုမှာမောင်ခိုရောင်ချမှုတွေရှိခဲ့ပြီးတော့လူငယ်နဲ့အနေငယ်ကမှမှလုံးဝရပ်တန့်သွားခဲ့ရလို့သိရတာဖြစ်ပါတယ်။စစ်တမ်းလေးအရာငမန်းတောင်ဟင်းကျိုချက်ဖို့အတွက်တနေ့ကိုငမန်းအကောင်ကြီးတန်း9ဆလောက်အဖမ်းခံရပြီးတော့ မရိကန်ကဖိတ်ပင်လိုက်ရင်လေတခြားနိုင်ငံတွေမှာတရားဝင်ဖြစ်ဖြစ်မောင်ခိုဖြစ်ဖြစ်ရောင်းဝယ်နေသေးတဲ့၍ဒီပြဿနာကပျောက်သွားမှာမဟုတ်ဘူးလို့သိရပါတယ်။နောက်ထပ်အစားအသောက်တွေအကြောင်းဆက်ပြီးတော့မပြောသေးသေးခင်မှာအကယ်လို့ပရိသတ်ကြီးတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ Cetery ရဲ့ Top End Page လေးကို Like and Follow ပြုလုပ်ပေးဖို့အတွက်ကိုတောင်းဆိုလိုက်ပါတယ်ရှင်။အစီအပြေငန်းအသိ ဖာဂရာလို့ခေါ်တဲ့အစီအပြေငန်းအသေးကတော့အစားလေးတစ်လုံးအတွက်လူသားတွေကဘလောက်ထိရက်စက်တယ်လဲဆိုတာကိုလက်တွေ့ပြသနေတဲ့အစားအသောက်တစ်မျိုးပဲဖြစ်ပါတယ်။ဒီအစီအပြေငန်းအသေးကိုရရှိနိုင်ဖို့အတွက်ဘဲဒါမှမဟုတ်ငန်းတွေကိုပုံမှန်ထက်အစားတွေအများကြီးအတင်းအဓမ္မကျွေးပြီးတော့သူ့အသေးကိုပုံမှန်အရွယ်အစားထက်ဆယ်စားလောက်ကြီးလာအောင်လုပ်ထားရတယ်လို့သိရပါတယ်။အခြားသာအနေနဲ့ကတော့ခက်အီအီနဲ့ထောဘက်ဆန်တဲ့အရသာရှိပြီးတော့စပူမှုရဲ့အကြိုက်စားစရာတမျိုးလို့သိရပါတယ်။ ဒါပေမဲ့လည်းဒီအစီအပြေငန်းအသေးရအောင်လုပ်ရတဲ့နီလန်းကရက်ဆက်လောနာကြောင့်ဒရိစံအခွင့်ရေးလှူရှာသူတွေကနှစ်တည်အများကြီးကန့်ကွက်မှုတွေလုပ်ခဲ့ကြပြီးတော့ဇာသုံးသူတွေနဲ့ရောင်းချသူတွေကိုလည်းဝိုင်းပြီးတော့ရှုံချခဲ့ရလို့သိရပါတယ်။ဒီလိုမျိုးအချိန်အတော်ကြာယူလိုက်ပြီးရနောက်မှာမှပဲအမေရိကန်နိုင်ငံကမြို့ကြီးတွေမှာ Fogra ရောင်းချခွင့်ကိုပိတ်ပင်လိုက်တာလို့သိရပါတယ်။ Fogra ပြုလုပ်သူတွေကတော့ဒါကဟိုးရင်ကလေးရရှိခဲ့တဲ့ရိုးရာစားသားတစ်ခုဖြစ်ပြီးတော့ လူတွေထင်သလိုမရက်ဆက်ပါဘူးလို့လည်းခြေဖထားပါသေးတယ်။ဒီလိုမျိုးတရားဝင်ရောင်းချခွင့်မရှိအောင်ပြည်ပင်ထားပေမဲ့လည်းဒီကနေ့အချိန်ထိမောင်ခိုရောင်းနေကြတဲ့သူတွေလည်းအများကြီးရှိနေသေးတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ American အစိုးရကိုရိုင်းနိုင်ငံတွင်းမှာရောင်းချခွင့်မပေးဘဲပိတ်ပင်ထားတဲ့အစားအစာတွေအကြောင်းပဲဖြစ်ပါတယ်။ဒီအစားအစာတွေနဲ့ပတ်သက်ပြီးတော့ Brave Zero ရဲ့အမြင်ကို Commonly ထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိရှိရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။